ကရင်မာလီကရင်မာလီနော်မေဖာကိုကျော်တက်စော်နဲ့ငါးမဆုံးဘူးပါအာကိုကြီးနဲ့ကျတော့လည်းရန်ကိုကြိုက်တယ်မင်းသားရဲ့တလဲထမပါရလေအာဘသူပြပါမှာလဲပေါ့တော့မင်းသားကပါမဆိုကိုကျော်တက်စော်တဲ့အခုဆိုဟိုင်မိုက်တယ်ဟောအမေငါမင်းသားလေးပေါ့ပြီးတော့မှ character ကိုဖက်လဲဖက်ကြည့်လိုက်ကောဟဲကိုကြီးနဲ့အနီးအနီးကဆောင်းအမေဟို character လေးဖြစ်နေရပါတော့အဲ့တော့လဲခုတော်ပြောနေတယ်နော်ရှက်နေပြောနေတယ် မူထံရှိန်လဲရှိန်စမ်းမလားကြောက်လဲကြောက်ပြီးရင်လဲခုံနေဆိုတော့ရိုက်တာမစူရင်တော့ကန်ကောင်းတော့အမေစရပါညီမလေးကညီမလေးဘက်ကလောက်ရမယ်ကိုတောင်းဝင်အကုန်လုံးတော့တောင်းဝင်ကြည့်ပေါ်အောင်လုပ်သွားမှာပါဟုတ်မလေးကျောင်းသူပေါ်တဲ့ကကိုကြီးကိုက်ကြည့်ကြရပါဘာဒီအချစ်ဖွဲ့လေးညင်းပါဆိုအရန်ကြိုက်တယ်ကားလည်းမပါအဲ့ထက်မှလည်းကိုကြီးကနှစ်ကိုခွဲအနေနဲ့ဟိုကိုကြိုက်တဲ့ character လေးပေါ့နော်အဲ့ထက်မျက်မှန်လေးနဲ့ဆရာဝန်လေးကိုရမ်းကြိုက်တာဟမ်မဟုတ်လေဘောကျဆိုအဲ့လိုမဟုတ်လေရှက်တယ်နော်မမေက အာကိုကြည့်ပါတိပါတော့ခုနအိမ်နေပြမှာလည်းဒီမှာလေးဖြေလို့ဖြေလိုက်ပေါ့နော်အမေကိုကြီးကလည်းခုမှပထမဆုံးစုံမှုอ่ะဆိုပေါ့နော်နည်းလေးတော့ chemistry မမိသေးဘူးပေါ့အဲစကားရိပ်မှာတော့မိတာမဟုတ်ဟုတ်တယ်ဟုတ်တယ်ကိုကြီး timing သားနဲ့တူရယ်နော်အဲကြောင့်မို့လေအရင်တော့ timing ရဲ့ဒီအမဒီဘုတွဲရတဲ့စကားရိပ်မှာပေါ့ကိုကြီးကပါတယ် timing သားနဲ့တူရယ်လေနော်အဲ့ကလေးကြိုက်တာအဲဟုတ်ကဲ့ပါဒီနေ့စကားဇလန်တွဲပေါ့နော်ဇလန်တွဲကတော့ဒီ forever group နဲ့ hip play နဲ့ပူးပေါင်းပြီးတော့တင်ဆက်တဲ့မြစ်တာလေးညင်းသိန်းစီတာဆိုတဲ့ဇလန်တွဲလေးပါဟုတ် ဒရမာပေါ့နော် romance ကပါတော့ပါတယ်ဒါပေမဲ့အကုန်လုံးမဟုတ်ဘူးနော်ဒီကအရန်လည်းကောင်းတယ်ပြုံးမှာဆရာကြီးမဟူရလွန်ကောရဲ့ပေါ့နော်နံပါတ်ကြီးဝတ္ထုတအုပ်လည်းဖြစ်တယ်ပြီးတော့ဒီဇကာဇလန်တွေ့ရလည်းအရှိမရိုက်ကူးခဲ့ပြီးသားပေါ့နော်တဖန်ပြန်လဲစမ်းတွေ့တဲ့ပုံစံနဲ့လာပေါ့နော်အဲ့တော့လဲတမညမလေးတွေ့ကြတယ်တာဝန်ကြီးရဲ့ပေါ့နော်ပြီးတော့ဒီဇကာဇလန်တွေ့ထဲမှာဇက်ကောင်လေးရလည်းဟိုနော်မေဖောဆိုရယ်ကရင်မလေးပေါ့နော်အဲဟိုပထမဆုံး try ကြည့်ရမယ့် character ပဲပေါ့ဒါပေမဲ့ညမလေးကစစ်နာပါတယ် တနာစရာလေးပေါ့နော်ကရင်မာလေးကရင်မာလေးနမိခဟိုဟိုမုံရှိမယ်ပေါ့နော်အင်ဂျင်ရှိမယ်ပြီးတော့ကိုဖုံးမိနေလာတော့ပြီးတော့တင်ကတူပေါ့နော်မောင်လေးရှိမယ်ကိုကျော်ထက်စော်နဲ့မမချော်ရင်လာကြတော့ပထမဆုံးခုမှဆုံးမှာပေါ့နော်မမချော်ကျတော့တကယ်ကိုမဝိုင်းရင်တပါရဲပေါ့နော်တိုးဆောင်နေမင်းသမီးတလက်ဖြစ်နေအတွက်ကြောင့်လို့နည်းနည်းပြီးတော့သူနဲ့ကိုနဲ့ကလည်းစင်းစုံနေပါရဲပေါ့နော်စင်းစုံလင်းများရဲပြီးတော့နည်းနည်းဒီထဲမှာ မမမြက်ကတုံဝင်တူမှာဆိုတော့လေကိုရဲချင်းနည်းနည်းလေးကြောက်ကြောက်တယ်ပေါ့နော်ကြောက်တယ်ပြီးတော့ကို့ထက်ဒီလိုမျိုးပညာရည်များရှိတဲ့သူတွေဆုံးရတဲ့အတွက်လေကို့တက်ပညာရမယ်ပြီးတော့အဲပို့ပြီးတော့တိုးတက်မယ်လို့ပဲမြင်နေပေါ့ဟုတ်ကိုကျော်တက်စော်နေတာကမဆုံးဘူးပါဘူးအာကိုကြီးနဲ့ကကျတော့လေရန်ကိုကြိုက်တယ်မင်းသားရဲ့တလဲထဲမှာပါတယ်လေအယုံ MRD 4ဆောက်ထဲမှာပေါ့နော်ဆောက်ထဲမှာမပါဘူးကိုရီစမရောက်ခင်ကျောင်းမူပွားလေးတွေကကိုကြီးတို့ကဒီ MRD 4မှာရိုက်နှင်ပြီးသားဆိုတော့လေအရန်အောင်မြင်နေမင်းသားတလဲဖြစ်နေပြီဆိုတော့ အကိုကြီးနဲ့လည်းစုံချင်နေအခုလည်းစုံဝင်ရအတွက်အတိုင်းပြီးဝမ်းသာရဲ့အကောက်ဆုံးတော့ကြိုးစားသွားမှာပါဟုတ်အာဘသူပြပါမှာလဲပေါ့တော့မင်းသားရောပါမဆိုကုချော်တက်စောတဲ့အခုဆိုဟိုင်းမိုက်တော့အမေငါမင်းသားလေးပေါ့ပြီးတော့မှ character ကိုဖက်လဲဖက်ကြည့်လိုက်ကောဟဲကိုကြီးနဲ့အနီးအနီးကဆုံးမဲ့ character လေးဖြစ်နေရပေါ့နော်အဲ့တော့လဲခုတော်ပြောနေတယ်နော်ရှက်နေပြောနေတော့မူးထဲရှိန်လဲရှိန်စက်မလားကြောက်လဲကြောက်ပြီးရင်လဲခုန်နေဆိုတော့ ဒါရိုက်တာမစုဝင်တော့ကန်ကောင်းတော့အမေစရပါညီမလေးကညီမလေးဘက်ကလောက်ရမယ်ကိုတောင်းဝင်အကုန်လုံးတောင်းဝင်ကြည့်ပေါ်အောင်လုပ်သွားမှာပါဟုတ်မလေးကျောင်းဘွားတွေကကိုကြီးကြိုက်ကြည့်ကြရပါဘာဒီအချစ်ဖွဲ့လေးညင်းပါဆိုအရန်ကြိုက်တဲ့ကားတွေမပါအဲ့ထက်မှလည်းကိုကြီးကနှစ်ကိုခွဲအနေနဲ့ဟိုကိုကြိုက်တဲ့ character လေးပေါ့နော်အဲ့ထက်မျက်မှန်လေးနဲ့ဆရာဝန်လေးကိုရမ်းကြိုက်တာကိုကြီး character ပေါ့နော်နှစ်ကိုခွဲမှာပါတယောက်ပဲကြိုက်တာဆရာဝန်နဲ့ character ပဲကြိုက်အခုကျတော့လည်းဆရာဝန်လေးနဲ့ဆရာဝန်အနေနဲ့ပြန်ဆုံးအောင်မယ်ဆိုရတယ်ပေါ့နော်ကိုရဲ့စိတ်ကူးတဲ့ doctor လေးပေါ့ ကိုကြီးကကျတော့သူစူးစားတယ်ပြီးတော့သူ့ရဲ့ TG ရဲ့စိတ်ပေါ့နော်အလုပ်ပေါ်လဲတာဝန်ယူမှုအပြည့်ရှိရဲ့ပြီးတော့ဟိုမင်းသားအင်္ဂါရဲ့နဲ့လည်းအကုန်ပြည့်ရဲ့ပေါ့နော်အဲ့တော့ကဲဟိုမှာအသဘောကျချင်းကြအကုန်လည်းမင်းသားတက်လိုက်ပါလိမ့်နော်ပညာအရေးချင်းမှလည်းပြောစားမလို့ဘူးဒီ character ဘိုင်းမှာဆိုလဲသူသူ့တာဝန်ကျတဲ့ character နဲ့အကုန်တိုးဆောင်နိုင်ပြီနော်အဲ့တော့လည်းအရန်လည်းအားကြရဲအရန်လည်းတော်တော် senior ကောင်းတစ်ယောက်ပါဟုတ် ဟုတ်တယ်ကိုကြီးเนี่ยကျတော့ဒီဇက်ကတော့အခုမှစဆုံတာပါဟိုစုံတာတော့ဟိုနေ script reading တို့ဘာတော့မှကိုကြီးเนี่ยစုံတာပေါ့เนาะအရှိကားတွေမှာလည်းကိုကြီးပါတဲ့ကားတွေမှာတမီ casting ဝင်ခဲ့ဘူးလေဒါပေမဲ့မစုံခဲ့ရဘူးပေါ့เนาะဒီကားချက်မှာပဲကိုကြီးเนี่ยစုံခဲ့ရတော့ရုံးမှာတမီဟိုက3နှစ်တော့ရှိပြီထင်တယ်အမဒီဖုန်းမှာလေ3နှစ်လောက်ပေါ့เนาะ3နှစ်လောက်ရှိပြီးတော့တကားတကားကြီးဒီမှာလေးစူးစားရယ်စူးစားပြီးရချင်မှာဒီကားချက်မှာကိုကြီးเนี่ยစုံသွားတာပေါ့เนาะအဲ့တော့ကိုတက်ပို့ပို့ကောင်းလာတဲ့ ကောင်းတဲ့အရာတွေဖြစ်လာရလို့ယုံကြည်ပါတယ်ပြီးတော့ကိုယ့်ရဲ့စူးစမ်းမှုပေါ့နော်တိမဲ့ပြူပေးရဲ့ forward group ကိုလည်းကျေးဇူးမြတ်တင်ပါတယ်လို့ဟုတ်ဟမ်မဟုတ်လေဘောကျဆိုအဲ့လိုမဟုတ်လေရှက်တယ်နော်မိမေကအာကိုယ်တိပါတယ်တိပါတယ်ဆိုခုနအင်တာဗျူးမှာလည်းဒီမှာလေးဖြေလို့ဖြေလိုက်ပေါ့နော်အမေကိုကြီးနေရလဲခုမှပထမဆုံးစုံမှုอ่ะဆိုပေါ့နော်နည်းလေးတော့ chemistry မမိသေးဘူးပေါ့အဲစကားရေးမှာတော့မိတာမဟုတ်နော်မေဖော့လေးနော်နော်အာမလေးဘလို့မှတ်ထားရလဲဆိုကိုကြီးနေရကျတော့ ညီမလေးကြောအဲ့လောက်ကြီးလဲဟိုညီမလေးရွာဟိုလိုမျိုးကလေးလိုယူတာမဟုတ်တော့လေအာကြိုက်တာသဘောကြတယ်ကိုကြိုက်တယ်မင်းသားရည်တရောက်ပေါ့နော်ထိတ်တန်းပါပါရပေါ့ကွယ်အာအဲ့လိုသဘောကြကိုကြီးပါရကိုကြီးဆိုကြည့်ပစ်တယ်ပြီးတော့အဲ့လိုပေါ့နော်ကိုကြီးနဲ့လည်း Facebook မှာ friend ဆိုကိုကြီးတင်လာရအဲ့လိုလေးပေါ့နော်တစ်ချက်ချက်ကြည့်ပစ်တယ်ပေါ့ဟုတ်ဟုတ်တယ်ဟုတ်တယ်ကိုကြီးထိုင်းမင်းသားနဲ့တူရယ်နော်အဲ့ကြောင့်မို့လေအရင်တော့ထိုင်းနဲ့ဒီအမဒီဖိုတွဲရိုက်တဲ့စကားမှာပေါ့ကိုကြီးကပါထိုင်းမင်းသားနဲ့တူရယ်လေနော်အဲ့ကလေးကြိုက်တာ အာဆောပေါ့နော်ဒီကားပြီးသွားရင်အခုကတော့ဒီရှိမှာဟိုဟေပလီနဲ့ပဲဟိုပူပေါင်းရိုက်တယ်ပေါ့နော်လိုင်းလေးဂျာပန်းရွှေဂျာစကားလေးပြီးသွားရယ်ပေါ့နော်အခုဒီကားလေးဆက်ဝင်ရဒီမြစ်တာလေးရင်းတင်းစေသားဆိုစကားဆက်ဝင်ရပေါ့နော်အခုနောက်ရမယ်ကားတော့မမရှိသေးပါဘူးဟုတ်ရှိတော့ကောင်းမှာနော်ကားအကြီးတွေတို့ဆန်လွတ်တွေတကယ်မှဟဲဗီဒရမာကြီးပိုင်းရရင်ကောင်းမှာဟုတ်အော်အာတနာကတော့ အကုန် character တိုင်းတော့အကုန် try ကြည့်နေတယ်ဒါပေမဲ့ကိုအာသနာကတော့ drama ဘိုင်းပေါ့နော်အဲ့လိုမျိုးအဆွေးအလွမ်းအဆွေးတော့လေအဲ့လိုစနာရပါလို့အရန်သဘောကျတယ် villain လည်းလောက်ကြည့်နေတယ်ပြော်ဟာတာတော့အခက်ဆုံးပေါ့နော်အားလုံးထဲမှာ character ဒီဟာတာကိုလည်းပိုင်နိုင်ကြွေးကြအောင်တော့အဲ့ဆိုကြိုးစားကြည့်နေဟုတ်ဒီကားထဲမှာရမုံလေးနဲ့ကတိတ်မဆုံးဟုတ်အဆုံစင်းသိမ့်မပါဘူးပေါ့နော်စကားတကားလည်းအတူတူပြန်ပါတယ်ဒါပေမဲ့စင်းကကျတော့ ဘလိုရှိရကားလို့တော့မစုံတော့ဘောနော်ဒါပေမဲ့လည်းစုံမှာပါတစ်စင်းတစ်စင်းလားမသိဟုတ်အဲ့လောက်တော့စုံနေတယ်ထင်တယ်ဟုတ်ရုပ်ရှင်ကားကြီးရကျတော့ဟိုလိုမျိုးရုပ်ရှင်ကားကြီးရကျတော့လေဟိုလိုမျိုးတကားလုံးကြီးသိရမလားအဲ့လိုမျိုးပါဘောနော်ဒီတိုင်းလေးကိုယ့်ရဲ့အရေးချင်းကိုဘောနော်ချပြနေရသေးတဲ့အချိန်ဘောနော်အဲ့လိုမျိုးလေးပါတော့ပါတယ်ရိုက်ထားတယ်ဟိုဟိုဘဘအန်တီမန့်ကရိုက်တယ်လေဒီပါဦး တရေပေါ့တရေလေးပေါ့နော်မေ168နာရီ168နာရီမှာဆိုလဲအဲ့လိုပဲကိုသွားပြီးရိုက်ထားတဲ့စင်းပေါ့နော်တရေအဲ့လိုကိုမြင်မြန်နေရိုက်တဲ့စင်းကလည်းအာအเจ้าမျိုးကြောင့် delete တဲ့စင်းဖြစ်သွားအဲ့လိုရုံရုံတော့ပါလိုက်ပေါ့နော်အကတော့ရုံတင်ပြီးသွားအခုဒီဟိုနောက်ထပ်ပွဲတော့ဆိုတဲ့စကားပေါ့နော်တင်အဲ့ထက်မှလည်းပါရိုက်ထားရပေါ့နော်ညီမလေးဟုတ်အဲ့မေါ့နော်ကိုကတော့သိမလားကိုစူးစမ်းသိဆောင်တာရုံရုပ်ရှင်ပိတ်ကအကြီးပေါ်မှာပေါ့နော်မြင်ကျင်တာပေါ့ဒါပေမဲ့လည်းသူ့အเจ้าမျိုးကြောင့်ဖြစ်သွားတော့လဲဩဒါကတော့ကိုဟို ဘာပေါ့နော်အမေအိတ်စင်းလေးရကြတော့လေဟိုလိုင်းပေါ်မှာတင်နေပေါ့နော် delete တ်စင်းရဆိုပြီးတင်လိုက်တယ်အမေအိတ်စင်းလေးကအရန်ပောက်သွားပြီော်လေပောက်သွားပြီော်ဟဲ့တာဘက်ကလည်းပေါ့လူတွေကကြည်ကျင်တယ်အဲ့လိုဖြစ်သွားတယ်ဟိုနည်းနည်းတော့ဝမ်းသာပါပေါ့နော်ဝမ်းသာဆိုတော့ကျင်နေသွားပါပေါ့နော်ငါဟိုဟိုငါ delete တ်ဖြစ်သွားပြီပဲလူတွေကကြိုက်ကြတယ်ဆိုပြီးတော့နည်းဝမ်းသာရယ်ပေါ့နော်အော်ဘယ်လိုပြောချင်လဲဆိုတော့ဒါကတော့ကိုနဲ့မဆိုင်သေးလို့ကံမဆက်သေးလို့နေမှာပေါ့နော်အဲဒါပေမဲ့ ရပါရဲ့အခုအဲ့လိုမျိုးကမ်းမဖြစ်သွားတော့နောက်ကမှကျတော့ဆင်းပုံအများကြီးပါသွားတယ်ပေါ့နော်ဒီမလေးရဲ့အရေးချင်းတစ်ခုကိုချပြလိုက်တယ်လို့ပဲပေါ့နော်ဒါပရိုဂျီဆာရိုက်တာမြောင်တို့ကိုတွက်ရှေ့တူးမဲ့ချင်းလန်းတလန်းပေါ့နော်အဲ့လိုရှိသွားလွဲမြင်ပါတယ်ဟုတ်